ပါကစ္စတန်ကထိန်ချုပ်တဲ့ကက်ရှမီးယားဒေသမှာဆန္ဒပြပြည်သူတွေဟာဒေသခံနိုင်ငံကြီးကောင်းဆောင်တွေဘီရိုကရက်တွေနဲ့ရာရှိတွေကအထူးအခွင့်အရေးရယူနေကြတာတွေကိုဆုံးသက်ပေးဖို့စုဝေးတောင်းဆိုနေကြပါတယ်။လုံခြုံရေးတပ်ဖွဲ့တွေနဲ့ဆန္ဒပြပြည်သူတွေကြားကထိတိုက်တွေ့ဆုံမှုတွေအတွင်းလူကိုယ်ဦးသေဆုံးခဲ့တယ်လို့သတင်းတွေကဆိုပါတယ်။တင်းလာနေကစပြီးဆန္ဒပြသူထောင်ပေါင်းများစွာဟာပါကစ္စတန်မှာကက်ရှမီးယားမြို့တော်မူဇာဖာရာဘတ်မြို့ရဲ့လမ်းမရီပေါ်ထွက်ဆန္ဒပြနေကြတာပါ။ ဒေသခံနိုင်ငံသမားတွေနဲ့ဆင့်မြင့်အစိုးရအရာရှိတွေထူးအခွင့်အရေးတွေရရှိနေကြတာကိုဆုံးသက်ပေးဖို့ပြင်ပြည်သူလူထုအတွက်စားသောက်ကုန်နဲ့လျှက်စစ်မီထောက်ပံ့ဈေးတွေပေးဖို့လည်းတောင်းဆိုနေကြပါတယ်။လုံခြုံရေးတပ်ဖွဲ့ကဆန္ဒပြသူတွေကိုမျက်ရည်ရုံဘုံတွေနဲ့တုံ့ပြန်ပစ်ခတ်ခဲ့ပါတယ်။ရဲနဲ့ရဲသားထိတိုက်တွင်းမှုတွေအတွင်းမှာရဲသား6ဦးနဲ့ရဲအရာရှိ3ဦးသေဆုံးခဲ့တယ်လို့ပြည်တွင်းမီဒီယာတွေကဖော်ပြကြပါတယ်။ရရှိ43ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပြည်ထောင်ဝန်ကြီးဌာနအရာရှိတွေကပြောပါတယ်။ အနာပိုင်တွေကဒေသရင်းဖုန်းလိုင်းတွေနဲ့အင်တာနက်လိုင်းတွေကိုဖျက်တောက်ခဲ့ပြီးဒေသခံစတိုးဆိုင်တွေကိုလည်းပိတ်ခိုင်းခဲ့ပါတယ်။ပါကစ္စတန်ဝန်ကြီးချုပ်ရှာဘတ်ဂျာရစ်ကရေပြင်ခြေတွေတွေကိုစုံစမ်းသိရှိနိုင်ဖို့ဆိုရကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကိုဆက်လွတ်ထားတယ်လို့စာသားပြင်းတွေကထင်ညာခဲ့ပါတယ်။လုံခြုံရေးတပ်ဖွဲ့ရီယောနဲ့ဆန္ဒပြသူတွေပါနှစ်ဖက်လုံးထိမ့်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 လှုပ်ကြဖို့လဲဝန်ကြီးချုပ်ကတောင်းဆိုခဲ့ပါတယ်။ပါကစ္စတန်နိုင်ငံမှာငွေဖောင်းပွားမှုမြင့်မားနေပြီးကုန်စည်နှုန်းတွေအစမတက်မြင့်တက်လာတာကပြည်သူတွေရဲ့နေအိမ်ဘဝကို ထိခိုက်နေပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်းမူဇာဖာရာဘတ်မြို့ကန်တွေကဇိုးရကိုစာသားကုံစင်းလုံးရှော့ချပေးဖို့တောင်းဆိုခဲ့ရကနေရဲတပ်ဖွဲ့နဲ့ထိတ်တိုက်တွေ့ခဲ့ပြီးလူလေးဦးသေဆုံးခဲ့ပါသေးတယ်ရှင်။ coalition of religion